ဟို generation z တွေကတော့တိတ်ပြီးတော့မစင်စားဘူးပေါ့နော်1998 2012ကြာမွေးတဲ့သူတွေဟာအလုပ်တွေစိတ်ပျက်ဖို့ကောင်းလာတယ်အလုပ်တွေစိတ်ညစ်ဖို့ကောင်းလာတယ်ဆိုတော့သူတို့တွေကတိတ်မစင်စားဘူးထွက်တာများတယ် generation y နေနဲ့ x တွေကတော့အနည်းငယ်စင်စားတယ်နော် x ကတော့ပိုစင်စားတာပေါ့ y နေလည်းတိတ်ပြီးတော့မစင်စားတဲ့ထဲမှာတော့ပါတာပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟာဝန်ထမ်းတွေကိုကျွန်တော်တို့ပဝင်ချင်းဒါမှမဟုတ်လို့ရှိရင်လည်းအလုပ်ကိုင်းနဲ့ပတ်သက်တဲ့ environment ကို ပြောင်းလဲပေးမယ်ဆိုလို့ရှင်လစာတိုးပေးတာထက်ပိုစိတ်ဝင်စားပါတယ်အလုံရှင်တွေရဲ့เนาะ60ရာခိုင်နှုန်းကျော်ဟာကျွန်တော်တို့လစာတိုးပေးလိုက်ရင်ဝန်ထမ်းတွေမြင်းမယ်လို့ထင်ပါတယ်ဒါပေမဲ့မဟုတ်ပါဘူးเนาะဝန်ထမ်းတွေကတကယ်တမ်းအလုံထွက်ရခြင်းရွယ်ချက်တွေမှာလစာတိုးပေးလိုက်လို့ဆိုတာထက်ပတ်ဝန်းကျင်ပိုကောင်းရင်နေဖို့ပိုစိတ်စားပါတယ်နောက်တစ်ခုကတော့ remote job တွေပါ remote job တွေကိုဖြုတ်ပြီးတော့အိမ်လာအိမ်အိမ်မှာလုပ်နေတဲ့အဲ work work from home တွေပေါ့အိမ်ကလူတွေကိုရုံးခေါ်တာဒီအဲ့ဒါဝန်ထမ်းတွေလုံးဝအလုပ်ထွက်မဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်နောက်တစ်ခုကအာဝန်ထမ်းတွေကိုအာရုံးမှာအလုပ်လာလုပ်မလားဒါမှမဟုတ်မင်းတို့တွေကိုခွင့်မပေးဘဲနဲ့အိမ်မှာပဲအလုပ်လုပ်မလားဆိုခွင့်မယူတဲ့သူတော့ရှိပါအိမ်မှာပဲအလုပ်လုပ်ချင်တာပါနော်ဒါမှမဟုတ်လာစာရှော့ယူမလားအိမ်မှာပဲအလုပ်လုပ်မလားဆိုရင်အိမ်မှာပဲအလုပ်လုပ်ချင်တာဖြစ်ပါတယ်အဲ့တော့ work from home ဒီနော်တကယ်လို့ရုံးနဲ့လာစရာမလိုဘူး เนาะအဲတကယ်လို့သူ့ရဲ့အာဆောင်းဆောင်ကြီးကလည်းအိမ်မှာလည်းအလုပ်လုပ်နေတာကောင်းတယ်ဆိုရင် work from home ကအလုပ်ရှင်တွေအနေနဲ့စဉ်းစားလို့ကောင်းတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်เนาะ work life balance ညီမျှအောင်လုပ်ပေးပါအဲ့ဒီမှာဆိုလို့ရှိရင်58ရာခိုင်နှုန်းက work life balance မညီမျှလို့အလုပ်ထွက်မယ်လို့စဉ်းစားနေတဲ့သူတွေများပါတယ်เนาะအဲ့တော့ဝန်ထမ်းတွေလုပ်ငန်းဝန်ကျင်မှာရှိနေတဲ့လူတွေရဲ့80ရာခိုင်နှုန်းအယောက်100ရှိတယ်ဆိုရင်80ဟာ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအစီအစဉ်တွေကိုပြောင်းလဲမယ်လို့ဆုံးဖြတ်ချက်ချထားပြီးသားသူတွေ ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေဖြစ်ပါနော်နောက်တစ်ချက်ကျွန်တော်တို့လုပ်ငန်းထဲမှာတန်ဖိုးမထားခံရဘူးတန်ဖိုးနော်မရှိဘူးလို့ခံစားနေရတဲ့ဝန်ထမ်းတွေဟာချုပ်စရာကနေတိတိကအလုပ်ထွက်မယ်လို့စဉ်းစားနေရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဝန်ထမ်းတွေကိုလည်း respect ပေးဖို့ respect culture ရှိဖို့လိုရလေလိုပါတယ် ဒါကတော့ဝန်ထမ်းတွေအလုပ်ထွက်ရခြင်းနဲ့ပတ်သက်တဲ့အကြောင်းရင်းအမေစုတို့ကိုတင်ပြပေးတာဖြစ်ပါတယ်။အာကျွန်တော်ဟာအာဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အချက်လက်တွေမိမိဘဝဖွံ့ဖြိုးတိုးတက်ဖို့အချက်လက်တွေနဲ့ဘဝအောင်မြင်ရေးဆိုင်ရာအချက်လက်တွေကိုအစဉ်ဆက်မပြတ်မျှဝေပေးနေတဲ့သူဖြစ်ပါတယ်။ကျွန်တော်လည်းမိုးဝရံမြင့်မှာ AOD Business Center ရဲ့ founder ပါ။ကျွန်တော်ရဲ့ယခုလိုဗီဒီယိုတွေကိုကြည့်ကြနေဆိုလို့ရှင်တော့ AOD Business Center Facebook YouTube နဲ့ TikTok စာမျက်နှာတွေပေါ်မှာ share ဖွဲ့ကြည့်ရှုရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။